တိန်300ကျော်အလွဲသုံးစားလောက်သွားတဲ့နာမည်ကြီးလူပညာရှင်ကိုဒီလိုပြင်းထန်စွာသတိပေးလိုက်တဲ့ Cherry သိန်းမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့သူမပတ်စံတိန်300ကျော်ကိုလွဲသုံးစားလောက်သွားခဲ့တဲ့သူမနဲ့အရင်လဲရှင်နေခဲ့တဲ့တငယ်ချင်းဖြစ်သူနာမည်ကြီးလူပညာရှင်နဲ့ပတ်သက်ပြီးဒီလိုပြင်းထန်စွာသတိပေးလိုက်တဲ့ Cherry သိန်းရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ် ဆိုတော့ချယ်ရီသင်ကတော့ဂီတာလောက်ကိုလောက်ကိုင်းနေရင်မှာပဲအခြားစီးဝါးရေးများစွာကျွဲဖက်လောက်ကိုင်းရင်စူးစားပန်းစားနေငွေရှာနေသူလေးတယောက်ပါ။သူမဒီလိုငွေကိုစူးစားရှာနေတဲ့အချိန်မှာသူမရဲ့တငယ်ချင်းဖြစ်သူကသူမရဲ့အငွေတွေကိုအလွဲသုံးစားလုပ်ပြတာနဲ့ကြုံခဲ့ရတယ်လို့ချယ်ရီသင်ကဖွင့်ချလာခဲ့တာပဲဖြစ်ပါရယ်။သူမရဲ့စီးဝါးရေးလုပ်ငန်းကနေရရှိလာတဲ့ငွေကျပ်300000ကျော်ဟာသူမတငယ်ချင်းစီခေတောက်ရောက်နေချိန်မှာဒီငွေတွေကိုအလွဲသုံးစားလုပ်ကသုံးထားလိုက်ခြင်းဖြစ်တယ်လို့လည်းချယ်ရီသင်ကပြောပြထားတာပဲဖြစ်ပါရယ်။ ဒီလိုငွေတွေကိုလောတော့စားလုပ်ခဲ့တဲ့သူဟာသူမရဲ့အရင်ရင်းနှီးတဲ့နုပညာရှင်တငယ်ချင်းတယောက်ဖြစ်ပြီးတော့ချယ်ရီတင်ဟာသူမငွေတွေကိုပြန်လည်ရရှိဖို့တိပေးတဲ့အနေနဲ့ဆိုရှယ်မီဒီယာပေါ်ကိုခုလိုတင်လာခဲ့တာပဲဖြစ်ပါရယ်။တင်းတုံးရကျော်တငယ်ချင်းရင်းကြီးဖြစ်သူရဲ့အလွဲတော့စားလုပ်ခြင်းကိုခံလိုက်ရပါရယ်။ဒီနေ့ခေတ်မှာဖြစ်ပျက်တွေရှယ်ကြီးရေးပြီးတော့နမည်ဖြတ်ချင်ရင်လွယ်ပေမဲ့တငယ်ချင်းတန်ရောစင်ရင် ကိုစာတင်ပုံတင်လိုက်ရင်တူတူဝါလုံးအမင်းဆက်ဖြစ်ပြီးတော့အလုံးလုံးစားမရတော့မှဆိုလို့သူပေးရမယ့်300ကျောင်းမှကျန်သော360အားခွင့်ရေးပေးတဲ့အနေနဲ့စာကျုံးနဲ့ပဲနှလားတိတိထက်ဆောင်ပေးဖို့လူသားချင်းစာနာစွာအချိန်ထပ်ပေးလိုက်ပါရင်အဲ့ချိန်မပေးရင်တော့ကျမသူ့ profile ကိုတင်ရပါလိမ့်မယ်။ဝါမရှိပဲဝီးမလုံးနဲ့ဆိုသလိုဟိတ်နဲ့ဟန်နဲ့လူအထင်ကြီးအောင်နေမပြပါနဲ့တကယ်ချင်းဟန်ဆောင်ရတာပင်မဲမာရင်မနေ့ကလုပ်ငန်းရှယ်တယောက်ကသူ့ကိုတခါ ျမမိတ်ဆက်ပေးဖို့တဲ့လုပ်ငန်းရှင်ပေါ့ထပ်ပြီးတော့အတူလုံးမဲ့လုပ်ကိစ္စမှာသူ့ကိုအလုပ်ပေးချင်တာအရင်ကကျမဘာဖြစ်ဖြစ်လက်တွဲခေါ်ခဲ့တယ်မားကိန်းတောင်မှဘလို့စိတ်ထားပြီးအလုပ်ကိုဘလို့လုပ်ဆိုပြီးအသေးစိတ်သင်ပေးခဲ့တာအခုကျမကိုကြီးကျယ်လင်းညာထားတော့သူ့ပဲခွင့်ရည်တွေဆုံးရှုံးပါတယ်ခင်မင်မှုတွေကငွေနဲ့တွေ့ရင်အယောင်ဆိုးခံရတာပဲဆိုကသူမကဆိုရှယ်မီဒီယာပေါ်မှာဖွင့်ချထားခဲ့တာပါဒီလိုဆိုရှယ်မီဒီယာမှာဖွင့်ချကအကျွေးဆက်ဖို့အတိပေးထားပေမဲ့အခုဒီချိန်နေထူးခြားခြင်းမရှိသေးတဲ့အတွက်ချယ်ရီတင်အောင်အခုလိုထပ်မံပြင်းထန်စွာသတိပေးသွားခဲ့တာ ာပဲဖြစ်ပါတယ်။အခုသူ့ကိုခွင့်ရေးသုံးချိန်ပေးထားတယ်။ဒါကနောက်ဆုံးချိန်မှာတငယ်ချင်းရင်းကြီးလေးဖြစ်တဲ့သူကတော်လေးတော်ရဲ့ ငယ်လေးငယ်လေးသူ့မှာအနာဂတ်တွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ post တစ်ခုကြောင့်သူ့ကိုမနစ်နာစေချင်ဘူး။ကိုယ်ငွေလေးကိုသူ့ဘလို့ပဲလိန်ထားလိန်ထား။တငယ်ချင်းတင်ရောစဉ်ရှိသေးလို့လူသားချင်းနဲ့ဆန္ဒရတဲ့အတွက်ငါပေးထားတဲ့ date ကိုရအောင်ဆက်ပေးပါ။အဆက်ခွဲတာတွေလည်းမလုပ်ချင်ဘူး။ဒီဘက်ကမှဆက်ခွဲတာနမည်ဖြတ်တာရမ်းလွယ်တယ်။ဒါပေမဲ့မလုပ်ချင်ဘူး။အခုတို့တွေမယူချင်တော့ဘူး။ဒီခါလေးကြာရင်ကိုမန်နေတိုင်းလေးမလုပ်ချင်ဘူး။ငါပဲဆန်ကိုသူဒီလိုလောက်သွားတာငါမန်နေသူရှက်ခွဲသွားပါစေဆိုတဲ့စိတ်ကအခုတို့ဖြစ်နေတော့ကိုလည်းမလုပ်ချင်ဘူး။ဒါအမှန်ဆုံးပြောပြတာပါ။ အဲဒါကြောင့်ဒီဘက်ဆန်ကိုပေးထားတဲ့အချိန်9လပိုင်းအထိအကြေဆက်ပေးပါပြောထားတာ3ချိန်ရှိနေပါပြီမရရင်တော့မရတဲ့နီလန်တိုင်းဆိုရှယ်မီဒီယာမှာရှက်ခွဲရပါလိမ့်မယ်ဆိုကသတိပေးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်တငယ်ချင်းအဖြစ်ရန်လဲရင်းနှီးသလိုအမှုပညာတိုင်ဝမ်တွေကဖြစ်တယ်ဆိုတဲ့ချက်ရည်သိရငွေတွေကိုအလွဲသုံးစားလုပ်သွားတဲ့သူကဖဲနှုပညာရှင်ဖြစ်မယ်လို့ပြည်သက်ကြည့်လို့ရခမဲမိတဲ့သူတွေရှိလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်